တာရတဲ့အချိန်ဖြစ်ကြပါစေလို့အားလုံးကိုနေဦးမေ channel ကနေမှတစ်ဖန်ပြန်လဲပြီးကြိုဆိုပါရစေ။ဒီနေ့ကတော့ပထမဦးဆုံးအနေနဲ့ကျမမနေ့ကကြာရောက်ခဲ့တဲ့65နှစ်ပြည့်သော KIO အထိမ်းမနစ်မှာဥက္ကဋ္ဌပြောထားတဲ့စကားအများကြီးထဲကနေမှအခုခွေးတွေလောင်းနေတဲ့အချက်တစ်ချက်ရှိတယ်။တခုကတော့ ရွေးကောက်ပွဲဖြစ်လာမှာကို KIOD စိုးရင်တယ်ဘာကြောင့်စိုးရင်တယ်လဲဆိုတော့ရွေးကောက်ပွဲကိုလက်ခံတဲ့အဖွဲ့နဲ့ရွေးကောက်ပွဲကိုစန့်ကျင်တဲ့အဖွဲ့နှစ်ဖွဲ့ရှိလာမယ်ဒီအဖွဲ့နှစ်ဖွဲ့ဟာပြန်လည်ပြီးတော့ညှိနှိုင်းဆွေးနွေးဖို့ရအတွက်ခက်ခဲတာတွေရှိလာလိမ့်မယ် ဒါကြောင့်မို့ပြည်သွင်းစစ်ကပိုပြီးမှရှေလျားလာနိုင်တယ်ဆိုတဲ့အကြောင်းပြောသွားတယ်။နောက်တစ်ခုကတော့လက်နက်ကိုင်းပြီးတော့ငိမ့်ချိုင်ရမရနိုင်ဘူးဆွေးနွေးချင်တာဖြစ်ပေမဲ့ငိမ့်ချိုင်ရရနိုင်တယ်ဆိုတဲ့အဥ္စာကို KIOD ကအစကတည်းကလက်ဆွဲကင်ထားတာဖြစ်တယ်။ဒီနှစ်ခုကိုခွေးတွေဘက်ကနေမှလောင်ကျွမ်းနေတယ်။ဆိုတော့အခုဒီကျမနဘဲနှမ်းမှာနော်ဒီငပောက်ဆိုတဲ့ခွေးတရောင်းစားဘာပြောတယ်လဲဆိုတော့ စကားဘလောင်းဘလေးပြောတဲ့သူအဖာကောင်းလှုပ်ရှားရမှာလို့ရေးထားတယ်။ငါပေါ့ပြောပြမယ်။ကျမတို့ဩကထကိုဖာကောင်းလှုပ်ရှားစေချင်လားနင့်အမေကိုလွတ်လိုက်ပါ။နော်။နင့်အမေရဲ့နင့်နမရဲ့နင့်ရဲ့ပါဇက်ပါတခါလဲပို့လိုက်ပါ။ကျမတို့ရဲ့ဩကထဟာဖာကောင်းလှုပ်ရှားချင်သလားမလှုပ်ရှားချင်ဘူးလားဆိုနင့်သိလိမ့်မယ်။ဆိုတော့ ကျော်ရရဲ့ဥက္ကဋ္ဌကဖာကောင်းဟုတ်မဟုတ်ဆိုတာလဲနင့်အမေကိုမဲကြည့်လိုက်ပြီးလို့ရှိရင်နင့်ပါဇက်ကိုလည်းမဲကြည့်လိုက်နင့်ပါဇက်ကနေမှဟုတ်တယ် KIO ဥက္ကဋ္ဌကဖာကောင်းဖြစ်တယ်ဆိုတာနင့်ပါဇက်ကပြောလို့ရှိရင်တော့နင့်ရဲ့ပါဇက်ကခံဖူးတယ်လို့ပြောလိုက်မယ်ပြီးလို့ရှိရင်နင့်အမေကိုမဲကြည့်လိုက်နင့်အမေကလည်းဟုတ်တယ်လို့ပြောလို့ရှိရင်တော့နင့်အမေနဲ့ကျွဲရခေါင်းဆောင်ကအိတ်ဖူးလို့ဖြစ်လိမ့်မယ်နင့်အမေမပြောဘူးနင့်ပါဇက်ကနေလည်းမဟုတ်ဘူးလို့ပြောလို့ရှိရင်တော့ကျွဲရခေါင်းဆောင်ဟာဖာကောင်းမဟုတ်ဘူးဆိုတာကိုပြောချင်တယ်တရောင်းစာဖုံးကြီး ူများတွေလို့မရှာစားချင်လို့ကဒုံတီမိမှာဘာရာရဲကို ခုဒုံလို့ပြီးမှတောင်းစားတော့တောင်းစားခွေးကဒုံခွေးကိုကိုကိုဖျားဖျားလို့ပြောတယ်နင့်လိုမျိုးသားဖျားဆိုလို့ရှင်လောကကြီးထဲမှာပြည်တစားတောင်းနင့်ထက်တောင်းမှပုံမှတန့်ရှင်းတယ်နော်ခွေးတောင်းစားနင့်လိုမျိုးခွေးနင့်တို့အမျိုးတွေဟာခွေးမျိုးတွေနင့်ပါ ခွေးဖြစ်တယ်နင့်ရဲ့ကဒုံကိုဟိုခွေးမစင်ပဲလိမ့်ထားသိပြီလား ဗုဒ္ဓဘာသာဒီကိုသူများပြောเสียပောက်ခတ်เสียဖြစ်တာဟာနင်းတို့လိုမျိုးလက်ကြောမတင်တော့ခွေးတရောင်းစားတွေကြောင့်ဖြစ်တယ်တခါပြန်ပြောပြမယ်ကျတို့ဥက္ကဋ္ဌကဖားကောင်းလှုပ်ရှားတင်တလားမတင်ဘူးလားဆိုတာနင့်ပါဇက်ကိုမဲကြည့်လိုက်ပါပြီးလို့ရှိရင်နင့်အမေကိုမဲကြည့်ပါနင့်မနမရှိရင်နင့်နမကိုမဲကြည့်လိုက်ပါလို့ပြောချင်တယ်နင့်ရဲ့ပါဇက်ကနေမှဟုတ်တယ်ဆိုလို့ရှိရင်တော့ဟုတ်တယ်နင့်အမေကိုမဲကြည့်ပြီးမှနင့်အမေလည်းဟုတ်တယ်လို့ပြောလို့ရှိရင်တော့ဟုတ်နိုင်မယ် နော်ဒါကြောင့်ကျွန်တော်ရဲ့ဥက္ကဋ္ဌကဖားကောင်းလှုပ်စားတင့်တလားမတင့်ဘူးလားနင့်ပါဆက်ကိုနင့်မဲကြည့်နင့်မဲကိုမဲကြည့်ပါလို့ပြောချင်တယ်နော်ခွင်းဘွားမကြီးကလောင်နေကြတယ် KIOD ဟာငိမ့်ချရဲ့လိုချင်လို့ဒီနေ့နင်းတို့10နှစ်ပြည့်လုပ်ခဲ့တဲ့ NCA ဆိုတာဒီနေ့ကျွန်တော်တို့ KIOD ဖွဲ့စည်းခဲ့တဲ့အဖွဲ့အစည်းဖြစ်တယ် KIOD ဟာနင့်တို့ထက်အမျောအမြင်ကြီးလို့နင့်တို့ထက်အမျောအမြင်ရှိလို့ NCA ဆိုတာဟာမြန်မာနိုင်ငံမှာရှိကိုရှိတင်တယ်ဆိုတဲ့ခံယူချက်တွေကြောင့်ကျတို့နဲ့မဟာမိတ်လက်နက်ကိုင်တွေကိုခေါ်ပြီးတော့2023ခုနှစ်မှာကျတို့စီဝဲခဲ့တာ2025မှာနင့်တို့ခွေးတွေကိုပြောတယ်တဆယ်နှစ်ဆက်ခွေမှာနင့်တို့ခွေးတွေအစုလိုက်အပြုံလိုက်တေးပြီးမှတိုင်းဌာနချုပ်ကိုတောင်းမှတက်သိမ်းခဲ့တဲ့ ညီနောင်သုံးဖော်ဖြစ်တဲ့အရခတတော်ဒီ TNLD MNDAAD ကိုလည်းပဲ DNCSR ချုပ်ထဲမှာ ခေါ်ရမယ်လို့ကျွတ်ရုတ် KIO နေနှစ်နှုတ်ကိုပြောခဲ့တာ NCA ရဲ့အခြေခံပြဋ္ဌာန်းချက်ဟာဒီနေ့လူတယောက်မှာရှိတင်ရှိထိုက်တဲ့ဂုံရည်ဖြစ်တာဒါပါလဲဆိုလို့ရှိရင်အမျိုးသားတန်းတူရဲ့အဲ့အမျိုးသားတန်းတူရဲ့တခုကိုတောင်နှစ်နှုတ်ခွေးတွေလိုက်နိုင်ခဲ့သလား မျိုးသားတန်းသူရေးဆိုတာကိုနင့်တို့လက်မခံလို့အာရခတ်တတော်ဒီ MNDAA ဒီ TNLD ကိုနင့်တို့ DNCA တဲမှာစာချုပ်မချုပ်ဆိုခိုင်းဘူးဒါကြောင့်ကျတို့ KIO ဒီဖွဲ့စည်းခဲ့တဲ့အဖွဲ့အစည်းဖြစ်ပေမဲ့လည်းပဲကျတို့ KIO ဒီဟာလုံးဝဆိုင်မထုတ်ခဲ့ပါနော်ဒီနေ့ကြာမှာပဲကျတော့ KIOD လုတ်ထားတဲ့ NCA ကိုပဲ DNCA ထဲမှာ KIAD ကလက်မှတ်မထိုးဘူး DNCA ထဲမှာ KIAD ကဝန်မပါဘူး KIAD ကလက်နက်ကိုဆက်လက်ပြီးတော့ကိုင်းချင်လို့ငိမ့်ချင်ရမလုတ်ချင်တာဟုတ်လား KIAD ဟာနင့်တို့ထက်အမျောအမြင်ကြီးလို့နင့်တို့လိုမျိုးခွေးတောင်စာမဟုတ်လို့ငိုတော့က DNCA ဆိုတာကိုဖွင့်စည်းခဲ့တာနော်နင့်တို့ဖွင့်စည်းခဲ့တာမဟုတ်ဘူးကျတို့ KIAD ဖွင့်စည်းခဲ့တာဖွင့်စည်းဖြစ်တာနင့်တို့ခွေးတွေကိုအစတုန်းကကျတို့ကလူထင်လို့ ဒီ NCA နဲ့လှုပ်လို့ရှိရင်ကျတို့မြန်မာတနိုင်ငံလုံးငိမ့်ချက်လိမ့်မယ်လို့ထင်လို့ကျတို့ KIO တွေဖွင့်စီခဲ့တယ်။ဒါပေမဲ့စိုင်းထုံးမဲ့နေမှာပဲအမျိုးသားတန်းသူရေးဆိုတဲ့ဥစ္စာကိုနင့်တို့ခွေးတွေဖျက်ဆီးခဲ့တယ်။ဒါတခု နောက်တခုကခွေးကျော်မျိုးမင်းကသူ့ရဲ့ lobby ထဲမှာဘာဟောင်သွားတယ်လဲဆိုတော့ KIO KIAD ဟာရွေးကောက်ပွဲကိုကြောက်တယ်ဘာကြောက်လဲဆိုတော့တက်လာမဲ့အစိုးရဒီကနေမှတပုံးဒီကိုချေမုံးမယ်လွတ်တော်ဆိုတာဟာ တမရကိုတောင်မှဖြုတ်ချနိုင်တယ်ဒါကြောင့်ဒီလွတ်တော်ပေါ်ပေါက်လာမှာကိုကြောက်တယ်လို့ပြောတာလွတ်တော်ပေါ်ရင်လည်းဒီခွေးပဲနော်အစိုးရဆိုတဲ့နင်းတို့ခွေးတွေတက်လာလို့ရှင်လည်းဒီခွေးပဲဒီနေ့ကျမတို့တော်လာရဲတွေတိုက်မှာလည်းဒီခွေးပဲရွေးကောက်ပွဲပြီးချင်တယ်မပြီးချင်တယ်ဒီခွေးကတော့ဒီခွေးပဲနင်းတို့ခွေးတွေရွေးကောက်ပွဲလှုပ်လိုက်လို့အစိုးရအစ်စ်တက်လာတယ်လို့ပဲထား ဘသူတက်လာမလားနင့်တို့ခွေးပဲတက်လာမှာမဟုတ်ဘူးလားဒီခွေးနဲ့ပဲဒီနဲ့ငါတို့ချတာလေဆိုတော့အစိုးရတက်လာလို့နင့်တို့မှာပါဝါထက်တက်သွားတာမဟုတ်တလို့နင့်တို့မှာလည်းအာနာပိုရှိလာတာမဟုတ်ဘူးဒီနေ့ကျွန်တော်တော်လာရဲဒီတိုက်နေတဲ့ခွေးတွေဟာဒီခွေးတွေပဲဒါကြောင့်မို့နင့်တို့ကိုအထူးတလဲကြောက်နေဆရာမလို့ဘူးဒါပေမဲ့ရွေးကောက်ပွဲလုပ်လိုက်တဲ့အခါမှာကျွန်တော် KIO ဒီစိုးရိမ်တယ်လို့ပြောလာတဲ့စကားကတစ်ချက် ကျတော်တို့ဥက္ကဋ္ဌရဲ့မင်းကွန်းထမ်းမှာလည်းပါပြီးသားဖြစ်တယ်။ရွေးကောက်ပွဲလုပ်လာတဲ့အခါမှာရွေးကောက်ပွဲကိုထောက်ခံတဲ့အဖွဲ့နဲ့မထောက်ခံတဲ့အဖွဲ့ဆိုပြီးမှထင်ထင်ရှားရှားပေါ်လာမယ်။ဒီနှစ်ခုကတော့ဆွေနှွေညိနိုင်ဖို့ရတော့အတော်လေးခက်လာတဲ့အခါမှာပြည်တွင်းစစ်ကပို့ပြီးမှခြေလျားလာမှဖြစ်တယ်လို့ပြောတာ။ပြည်တွင်းစစ် ဖြစ်လာလို့ရှိရင်ဘဒုခန်းစားလာအနဲ့တော့ခွေးတွေတဲတာကိုဂယုဆိုင်တာမဟုတ်ဘူးဒါပေမဲ့ပြီးသူဒီဒုက္ခရောက်လာမှာကိုစိုးရင်တယ်လို့ပြောတာအနဲ့တော့ခွေးတွေတက်လာလို့ဘာမှထူးခြားလာမှာမဟုတ်ဘူးနော်နင့်တို့ခွေးတွေတက်လာလို့အစိုးရဆိုတဲ့နင့်တို့ခွေးတွေပုံမှန်အားရှိလာတာမဟုတ်ဘူးဒီခွေးကဒီခွေးပဲ ဒါကြောင့်အထူးတလဲကြောက်ရှာမလို့ဘူးလွတ်တော်ဆိုတာဟာတမရကိုဖြုတ်ချနိုင်တယ်လို့ပြောပေမဲ့ဒီလွတ်တော်တွေကဘာတူလဲအခုငရုတ်တိုက်နေတဲ့ခွေးတွေပဲလေဆိုတော့လွတ်တော်ပဲပေါ်လာလာအစိုးရအစိုးရနဲ့နင့်တို့ခွေးတွေပဲအပေါ်ကိုတက်လာတက်လာဒီခွေးကဒီခွေးပဲလွတ်တော်ပေါ်လာလို့လေဒီခွေးတွေထဲမှာအင်အားပုံများသွားတာမဟုတ်ဘူးဒီခွေးတွေကနေမှအစိုးရတက်လာလို့နင့်တို့စီမှာလက်နက်ခဲရနဲ့ပုံများလာတာမဟုတ်ဘူးခွေးကခွေးပဲ ဒါကြောင့် KIOD ဟာတီးတန့်ကြောက်နေဆရာမလိုဘူးအခုဒီစကားပြောတာလဲပြည်သူလူထုကိုငဲ့ညာခဲ့တယ်တိုက်ပွဲတွေဆင်နွှဲတိုင်းလဲပြည်သူလူထုကိုပဲငဲ့ညာနေလို့တိုက်ပွဲတွေဒီနေ့ဒီချိန်ထိကြာနေခဲ့တာနင်းတို့ခွေးတွေကိုကြောက်နေလို့မဟုတ်ဘူးနင်းတို့အစိုးရပဲဖွဲ့ချင်းနေလူတော်ပဲခေါ်နေခေါ်နေနင်းတို့ကြိုက်တာလို့ဂယုကိုမဆိုင်တာနင်းတို့ခွေးအစိုးရကတော့ဒါကတော့ဒါပဲစစ်မှုထမ်းလဲပုံများမလာတလို့နင်းတို့ခွေးတွေလဲတိုးတက်လာမှာမဟုတ်ဘူးနော်ဒါကြောင့်ကြောက်နေဆရာမလိုဘူး KIA တွေဟာနင့်တို့ခွေးတွေဘာပဲဖြစ်လာဖြစ်လာဂယုကိုမစိုက်တာဒါပေမဲ့ KIA ဆိုတာဟာပြည်သူလူထုကနေမှမွေးဖွားလာတဲ့လူသားတွေဖြစ်တဲ့အတွက်ကြောင့်ပြည်သူလူထုတွေကိုငဲ့ညာတဲ့အနေနဲ့ပြောတဲ့စကားစိုးရိမ်တယ်ဆိုတဲ့စကားဖြစ်တယ်။နှစ်ထင်ရှိရင်စဉ်းစားပါလို့ပြောချင်တယ်။ပြီးလို့ရှင်နောက်တစ်ခုအနေနဲ့ကဝမ်တာဆရာတည်င်းဖြစ်တယ်။ဒါပါလေဆိုတော့ကျမရဲ့တည်င်းထဲမှာလည်း reaction လုပ်ပြီးသားဖြစ်တယ်။ဒေါ်တက်တက်ခိုင် ဒေါ်တက်တက်ခိုင်ကဒေါ်အောင်ဆန်းစုကြည်ကိုပြောခဲ့တာအားလုံးကြားပြီးသားဖြစ်ပါလိမ့်မယ်ဒေါ်အောင်ဆန်းစုကြည်ဟာနိုင်ငံရဲ့အကျင့်တာလုံးဝမဟုတ်ဘူးဘာကြောင့်လဲဆိုတော့သူ့ကိုအကလိမှုနဲ့ဖမ်းထားတာဖြစ်တယ်သူ့ကိုစစ်ခွေးတွေကနိုင်ငံရဲ့အမှုနဲ့ဖမ်းထားတာမဟုတ်ဘူးသူ့ကိုကအကလိမှုတွေနဲ့မဲခိုးမှုတွေနဲ့ဖမ်းထားတာဖြစ်တဲ့အတွက်ကြောင့်ဒေါ်အောင်ဆန်းစုကြည်ဟာနိုင်ငံရဲ့အကျင့်တာလုံးဝမဟုတ်ပါဘူး ဆိုတဲ့စကားကိုသူပြောခဲ့တယ်ဆိုတော့အခုတော့တက်တက်ကိုင်ဟာလွတ်တော်ကိုယ်စားလှယ်အမတ်လောင်းနေတဲ့ဝန်ပြိုင်မဲ့နေရာထဲမှာ ခွေးတွေရဲ့လက်တလုံးကြားဥပဒေဖြစ်တဲ့ရှစ်ကကြီးနဲ့ညှိစွန်းတဲ့အတွေ့အကြောင်းသူ့ကိုပေဖြတ်လိုက်တယ်လွတ်တော်ကိုယ်စားလှယ်ဒီရဲ့နာမည်စင်းတွေထွက်လာခဲ့ပြီးပြီဆိုတော့နာမည်စင်းထွက်ပြီးတဲ့နောက်ပိုင်းမှာဒီလိုမျိုးပေချလို့ရသလားလို့ပြန်မေးတဲ့အခါမှာတော့ခွေးတွေရဲ့လက်တလုံးကြားဥပဒေပုံမှန်36 ကငယ်သေးမှာကအမတ်လောင်းတည်းရဲ့နာမည်စင်းတွေထွက်သွားပေမဲ့ရွေးကောက်ပွဲမရောက်သေးတဲ့အတွက်ကြောင့်ပေဖြတ်လို့ရတယ်လို့ပြောတယ်။ပုံမှန် shit ကကြီးသေးမှာပါတဲ့ဥစ္စာကဘာလဲဆိုတော့နိုင်ငံတော်နဲ့ပုတ်ကလစ်ကတော့မသိလျော်တဲ့ပေးရန်တာဝန်နဲ့ ကင်းရှင်းသူဖြစ်ရမည်တဲ့ဆိုလိုချင်တာကအကျွေးတွေမရှိရဘူး UEC ကနေမှတက်တက်ခါရပါဝင်86ဦးကိုလည်းပဲအခုကိုစလီလောက်ကနေမှပေးဖြတ်လိုက်ပြီဆိုတဲ့အကြောင်းလဲ UEC ကနေမှ ထုတ်ပြန်ထားတယ်အခုကျွန်တော်တပည့်မှမြင်ရတဲ့ဥစ္စာကတော့တက်တက်ခိုင်ဆိုရက်အကျွေးဘီရင်မရဲ့အကြောင်းကို UEC ကနေမှထုတ်ပြန်ထားတဲ့စာဖြစ်တယ်အခုသူဟာအကျွေးဘီရင်မဖြစ်တယ် KBZ ကနေမှဘီလီယံတရာကျော် ခြိထားတယ်အဲ့ဥစားနဲ့ပဲသူက68ဆိုတဲ့အဆောက်အုံကိုဆောက်ထားတယ်ပြီးလို့ရှင်အဲ့ကအခန်းဒီကိုလည်းသူမအပ်တဲ့ဘူးကုန်းမောင်ခစ်ကနေမှဆောက်ဆောက်တာဒီနေ့ဒီချိန်တွေမပြီးသေးဘူးဝေထားတဲ့သူဒီကိုလည်းသူအခန်းနေမှအပ်တဲ့ဘူးဆိုတော့ဒီလိုမျိုးအကျွေးပိုင်ရှင်ဖြစ်တဲ့အတွက်ကြောင့်လူတော်ကိုစလေကနေမှသူ့ကိုပေဖြတ်လိုက်တယ်လို့ပြောတယ်ဒါကြောင့်မို့အခုတက်တက်ခိုင်ကအကျွေးပေမှဖြစ်တဲ့အတွက်ကြောင့်လူတော်ကိုစလေကနေမှပေဖြတ်လိုက်ရပြီဒါပဲသူများကိုလက်တစ်ချောင်းထိုးလို့ရှင်ကိုယ့်ဘက်မှာလက်လေးချောင်းလာတယ် ဒါကြောင့်မို့ဒေါ်သက်သက်ခိုင်အခုနေဟာကဘာတိအကျွေးဘယင်မဘီလျံတရားကျော်မရှက်ဘူးလားဒေါ်အောင်ဆန်းစုကြည်ကိုနင်းကအကလိနဲ့ဖမ်းတာဖြစ်တဲ့အတွက်ကြောင့်နိုင်ငံရဲ့အကျင့်တမဟုတ်ဘူးလို့ပြောတယ်ဆိုတော့နင်းလိုမျိုးစက်မပြည့်တဲ့မိမတယောက်ဒေါ်အောင်ဆန်းစုကြည်ရဲ့အကလိမှုတစ်ခုကိုထောက်ပြပါလားအခုနင်းကိုတော့ထောက်ပြနိုင်တယ် KBZ ကဘီလျံတရားကျော် အကျွေးရှိတယ်မရှက်ဘူးလား သူများကိုအကျွေးမဆက်နိုင်လို့ကိုယ်စလေလောင်းကနဲ့အဖြုတ်ခံရတယ်ဆိုတာနင့်မချက်ဘူးလားဒါပဲနော်လာတော့မလေသေးဘူးဒီနေ့မှ26ပဲရှိသေးတယ်လာတော့မလေသေးဘူးလူဝတ်ဆိုတာချက်ချင်းလေသွားတယ်တည်တယ်နော်တလတော့မပြည့်သေးတဲ့အချိန်မှာနင့်ဝတ်လေခံရတယ် တိပြီနော်ကို့အလက်ကြမှာပဲမနှွဲ့နဲ့မရှက်ဘူးလားဒေါအောင်ဆန်းစုကြည်ဟာနိုင်ငံရေးကျင်တာမဟုတ်ဘူးသူကတော့မဲခိုးမှုနဲ့အာကလီမှုကြောင့်ဖမ်းထားတယ်လို့ပြောပေမဲ့နင့်တို့လည်းတိတယ်ဒါပေမဲ့နင့်တို့ကမျက်နှလုံးမျက်နှာ 飞也保守也，伢大人信不啦？手臂嘛，你弄下俺们的那碰过果皮罗，保安保守、保满楼里的。大家莫阿哥到俺三叔家，不如庙进大来耍，得个巴拢地的。昂山素季家，通天价白买。 ကျက်တည်းရှိတယ်မိင်္ဂလာရှိတယ်လူရရှက်မှာတင့်တယ်တယ်ဘာကြောင့်လဲဆိုတော့ခွေးတွေဘက်ကနေမှမတမာမှုနဲ့ဖန်စီထားတယ်နိုင်ငံရဲ့အကျဉ်းသားပဲခေါ်ခေါ်တခိုးလိုပဲခေါ်ခေါ်အကလိမှုနဲ့ပဲထောင်ချတယ်လို့ပြောပြောနင်းတို့ကြိုက်တဲ့နာမည်နဲ့ ထောင်ချဒါပေမဲ့မြန်မာနိုင်ငံကလူဒီနဲ့တကဘာလုံးကလူဒီတိတာကတော့အောင်ဆန်းစုကြည်ဟာအပြစ်မရှိဘူးဒါကြောင့်မို့အကျဉ်းသားပဲဖြစ်ဖြစ်ဘာသာပဲဖြစ်ဖြစ်တော့အောင်ဆန်းစုကြည်ဟာမျက်နာပွင့်စမြဲပဲနော်ဒါပေမဲ့ဒီနေ့နင်းကိုကိုစလေကနဲ့ဖြုတ်တင်လိုက်တာဟာအကျွေးဘယမဖြစ်တဲ့တော့ကြောင့်နင်းကိုဒီနေ့ကိုစလေလောက်ကနဲ့ဖြုတ်လိုက်တယ်အဆင့်တန်းလုံးကမတူဘူးနော်နင်းကအကျွေးဘယမတော့အောင်ဆန်းစုကြည်ကနင်းတို့ခွေးတွေအာနာယူလို့ ထောင်ထဲချထားတာမတူဘူးထောင်မှနေရပေမဲ့ကြက်တရေမိန်လာရှိတယ်လူတိုင်းလေစားတယ်လူတိုင်းကာရဝပြုတယ်နင်းလို့သူများရဲ့အကျွေးကိုယူပြီးတော့အကျွေးမဆက်တဲ့ကြက်တရေတုံးတယ်ရှက်လဲမရှက်တတ်ဘူး ထပ်ပြောလေရွေးကောက်ပွဲတစ်ခုထဲတာလေနိုင်ငံရဲ့ထွက်ပေါက်ဖြစ်တယ်လို့ပြောလေနိုင်ငံရဲ့ထွက်ပေါက်ဟုတ်လားမဟုတ်လားတော့မသိဘူးနင်းကတော့အကျွေးကနေမှမထွက်ပဲနဲ့အကျွေးထဲမှာနစ်နေလို့ကိုယ်စလေလောင်းဆိုတဲ့ယာတူးကနေတော့ပြုတ်သွားပြီနစ်မရှက်ဘူးလားနော်အဆင့်တန်းအဲ့လိုမျိုးကွာတာနင်းရဲ့အဆင့်တန်းဟာအကျွေးယူပြီးတော့အကျွေးမဆက်နိုင်တဲ့ဒရောင်းစာအဆင့်ပဲရှိတယ်အခုမှတ်ပြီနော်ဒါကြောင့်ဝတ်ဆိုတာလအတော့မကုန်သေးဘူးအခုနင်းစမှာဝတ်လေသွားပြီ ။ဝတ်ဆိုတာဟာဒီလိုလေတယ်ဆိုတာကိုနင့်တို့ခွေးတွေမြင်မြင်မှတ်ထားပါ။နင့်တို့ခွေးတွေတယောက်စီတိုင်းတယောက်စီတိုင်းဝတ်လေရမယ်ဆိုတာကိုမမေ့ထားပါနဲ့။နော်။ဆိုတော့အခုကျမတို့နောက်သတင်းတစ်ပုဒ်အနေနဲ့ကတော့မင်းဆန္ဒနေမြင်နဲ့ပတ်သက်ပြီးတော့ပြောချင်တယ်။ဒီဥစ္စာကိုမပြောခင်မှာကျမနဲ့အကြိုက်တူတဲ့သူများရှိသလားတော့မသိဘူး။ဘာကြောင့်လဲဆိုတော့ကျမကလည်းအငိမ့်ဆိုအရန်ကြိုက်တာ။အငိမ့်ဒီဆိုလို့ရှိရင်အကုန်လုံးလုံးလူကိုအလွတ်ရတဲ့လောက်ရှိတယ်။ ကြည့်ပြီးသားဆိုလို့ရှင်တဲ့အထက်တလေးတလေးကြည့်တယ်။ဘာကြောင့်လဲဆိုသူတို့ပြောတာလေးကိုကိုကရီချင်တယ်သဘောကျတယ်အဲ့လိုမျိုးပေါ့နော်။ဆိုတော့အငိမ့်ကိုရမ်းကြိုက်တယ်။ဒါပေမဲ့ဒီ27ဒေါ်လာရေရောက်လာပြီးတဲ့နောက်ပိုင်းမှာကောင်းတဲ့အငိမ့်တွေကမထွက်တော့ဘူး။ ပြီးလို့ရှင်လဲအခုအားလုံးမမိမှာပါခွေးကျပုကိုတွားကြိုတဲ့အခါမှာငိမ့်ချင်းရယ်ဒိန်းတောင်ရယ်အုံတီးရယ်ဆိုတော့ဒီခွေး၃កောင်ကတော့เนาะအဲ့တော့ကတော့နည်းနည်းစားရသေးတယ်ဆိုတော့စွာကျဲစွာကျဲပဲဘသူပဲငါငါငါတို့လိုက်ဆိုတယ်လို့ပြောတယ်အဲ့လိုမျိုးနဲ့သူတို့အင်တာဗျူးပြုခဲ့တယ်အခုနောက်ကျတော့ဘာဖြစ်လာလဲဆိုတော့ငိမ့်ချန်းဆိုတဲ့ခွေးအခုဘယ်သူမှမငားလို့ ဆက်ကမ်းမောင်းနေတယ်ဆိုရလားဘာလဲမသိဘူးအဲ့လိုမျိုးပေါ့နော်ဒုက္ခရောက်နေတယ်ဆိုတဲ့အကြောင်းဟိုတခါတော့ကအဲခင်ကြီးပြောတယ်ကုန်းစားဆရာတော်မရှိအောင်ဆင်းရဲနေတယ်ပြီးလို့ရှင်လေဒိမ့်တောင်ကိုပွဲမငါဘူးဆိုတာအလုံးတိပြီးသားဖြစ်တယ်ပြီးလို့ရှင်အခုအုံတီဘသူများငါမလဲဆိုပြီးမှမျောတော့ရောင်ဖြစ်နေတာဆိုတော့အခုတို့ကပွဲငါမဲ့လူကိုမျောနေကြတာဘာကြောင့်မို့ဘောမနေပေမဲ့လည်းပဲတို့ရဲ့ဘောပိုင်ရှင်တာတို့ဘာကြောင့်ပွဲမငါတယ်လဲဆိုတော့တို့ရဲ့ပိုးမှာရီဖို့ကောင်းတဲ့ ခွေးကြဘူပေါ်လာတာဆိုတော့ခွေးကြဘူကဘလောက်အထိရည်ချင်စရာကောင်းတယ်ဆိုတော့အခုဒီကိုလာတမ်က2ကိုစလေ Tom Andrew ကနေမှစစ်ခွေးတွေပြုတ်လုံမဲ့ရွေးကောက်ပွဲဟာအတုအယောင် ဖြစ်တယ်လို့ပြောတဲ့ဥစ္စာကိုခုက Tom Andrew ကိုဒီရွေးကောက်ပွဲဥပဒေနဲ့တရားစွဲမလို့တဲ့သဘောကျတယ်သဘောကျတယ်နော်လူရှင်တော့အစ်စ်လိုပဲဆိုတော့ အခုကိုလတမ္ကကအထုကိုစလေကစစ်ခွေးတွေလုံးမဲ့ရွေးကောက်ပွဲကိုအတူအယောင်ပါလို့ပြောလိုက်တဲ့အတွေ့အကြုံတရားဆိုရင်ထောင်ချမယ်တဲ့ခွေးကျဖို့ကတော့တကယ်နောက်ဆုံးပေါ်လူရှိတော့ပဲနော်တော်မန်ဒရူးကိုပြောရမယ်ထင်တယ်အဖမ်းခံလိုက်ပါလို့ခွေးတွေအရန်ဖမ်းချင်တယ်သဘောကျတယ်တော်မန်ဒရူးကိုဖမ်းလို့တဲ့နော်ပြီးလို့ရှိရင်နောက်တစ်ခုကတော့လွန်ခဲ့တဲ့ပတ်တုန်းကမင်းဆန္ဒနေမြင်တဲ့ဝန်ပြိုင်မဲ့လွတ်တော်အမတ်ကြီးရဲ့ နာမည်တွေထွက်ပေါ်လာခဲ့ပြီထွက်ပေါ်လာတဲ့အခါမှာအခုဂျမ်ဖုတ်ကနေမှလွတ်တော်အမတ် 28កောင်ក៏រវុនပြែងសាមលូបេណេលុតអមាត់ဖြစ်သွားពីដែរបាចောက်លេဆိုរអគុទ្រុវុនပြែងមេមេសន្តានេមីទេមកបឌុមកវុនមិនပြែងពូទ្រុតគុទេបេပြဲលុនំបតិយ៉ាទွားដែរលុပြောដែរទ្រុក៏រហាងរក៏រပြែងសាមលូបេណេលុតអមាត់ဖြစ်သွားពីលុပြောដែរអဲលុបេនិននោះក៏លេបេជូទិនមីមកយួយកောက်ពីរបាဖြစ်သွားមិលេဆိုរឡេញោជីចាបាលុပြောឈិនណេเนาะស្រុកខ្វីឌីក៏រទ្រុយយួយកောက်ពွဲដែរ excited အရန်ဖြစ်နေကြတယ်အခုဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့နင်တို့အဆုံးထိကြည့်ကြပါလို့ပြောချင်တယ်เนาะမေးပေးပြီးမှပဲနင်တို့ပြောနေတဲ့အစိုးရကိုပဲရွေးလိုက်မလားဒါမှမဟုတ်လို့ရှင်ဒီနေ့ကျွန်တော်တို့တော်လာရဲရဲ့ကြည်ကလွတ်တော်အမတ်တွေကိုပဲပြစ်ချမလားဆိုတာကိုအစောက်မြော်ကြပါလို့ပဲပြောချင်တယ်เนาะပြည်သူတွေအားလုံးကျမ်းမာပျော်ရွှင်ကြပါစေ